မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းမြန်မာသားဖန်ပြီးအပြင်အတန်းစဉ်လိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီကနေ့တော့ဧကတသမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့မဲစာတောင်ကျေးဆိုတဲ့ကဗျာကဗျာရဲ့ဇကပြေလေးကိုတအားတည်းပြောပြဆွေးနွေးသွားမှာဖြစ်ပါတယ်မဲစာတောင်ကျေးဆိုတဲ့ကဗျာလေးကိုကဗျာဟာယတုကဗျာအမျိုးအစား ဖြစ်ပြီးတော့ဧကပိုင်ယတုအဖြစ်ကံယတုနဲ့ပိုက်ဆောင်ယတုဆိုပြီးတော့ယင်ကဗျာအမျိုးအစား၃မျိုးရှိတဲ့နေရာမှာဒီကဗျာမဲသာတောင်ချေကဗျာတော့ပိုက်ဆောင်ယတုကဗျာအမျိုးအစားဖြစ်ပါတယ်ရေးသားခဲ့တဲ့သူကတော့လဝဲတုံတော်အမတ်ကြီးဖြစ်ပြီးတော့၁၈ရာစုမှာရေးဖွဲ့ခဲ့တာဖြစ်ပါတယ်မဲသာတောင်ချေကဗျာရဲ့ပထမဆုံးအပိုက်ကို လေ့လာကြည့်ရအောင် ပထမဆုံးအပိုက်ကိုလေ့လာကြည့်ရအောင်ဆိုတော့နော်ပထမဆုံးအပိုက်ကိုစရအောင်မဲစာတောင်ချီစီးထွေထွေတိမြင့်ရေဝန်းလီညိုင်တော်စီကရွှေပြည်ကိုသာတရှာတော်မိမိုးရှိရှိလျင်တီရိကြက်တည်းတက်ဖြိုးဝေသာအောင်မြေကြော့ကြော့ကုန်းမုံမုံနှင့်ဘိုးတော်ကောင်းမှုတီထားပြုသည်ဇဘုစီမီ ထောင်ရောင်ကြီးမြဂူကြီးသခင်ရွှေလင်းပင်နှင့်ရွှေချင်သိမ့်မွေစ၍ရေတော်ရွှေစည်တီကြီးအသီးသီးတီပိတ်စည်းချေတန်းမြက်ရောင်တန်းမြရွှေနှန်းရွှေပုံအလုံးစုံကို အာယုံမြက်မြင်ဖူးမြော်ခြင်း၍တီရင်ရွှေမြုပ်တီတို့စည်တီတီစီရွှေနှန်းဖြောင်းတန်းတော်မီစိတ်ကရည်သည် ရွှေပြည်ဌာနဝေတော်ကြောင့်လေဒါလေးအားပထမ စာပိုက်ကလေးဖြစ်ပါတယ်မဲသာတောင်ချေစီးထွေထွေတိနဲ့ရွှေပြည်ဌာနဝေးတော့ကြောင်းနဲ့အချီအချီပိုက်နဲ့အချပိုက်ကဲဒါဆိုရင်ဒီစာပိုက်ကလေးကိုကြည့်ရတဲ့အခါမှာ तू ကနော်စောစောရှင်က तू ရောက်ရှိနေတဲ့နေရာနေပြီးတော့ရင်နော်ရွှေမြို့တော်ကြီးကိုမြုံမဲ့ပြီးတော့တန်းတလွမ်းဆုတ်နေတဲ့အကြောင်းလေးကိုဒီပထမဦးဆုံးစာပိုက်မှာရေးဖွဲ့ထားတာဖြစ်ပါတယ် မဲသာတောင်ချေရင်မှာရှိတဲ့မဲသာချောင်းကနေပြီးတော့ရင်ရတနာတိန်ကားလို့ခေါ်တဲ့ရွှေဘုံမြို့ကြီးကိုလွန်းလွန်းလှပါတယ်အခုအချိန်ဆိုရင်တော့ရွှေပြည်ကြီးမှာရှိတဲ့ဘိုးတော်ဖျားတီထကိုကွက်ခဲ့တဲ့အောင်မြေနေရာဖြစ်တဲ့ကုန်းတော်ပေါ်မှာရှိတဲ့ရွှေကူကြီးစေတီတော်ဟာဖြင့်ရောင်ကြီးတော်၆သွယ်ကွန်မြူနေတော့မယ်အဲ့ဒီကတဖန်ရွှေလေးမင်စေတီနဲ့ရွှေချင်းသစ်စေတီတို့ဟာလဲစီမီထိန်နေနဲ့ ရှိရရှိရှိရှိမှာဂျင်ညိုဂျင်ညိုပွဲကောင်းလာပါတယ်ဒါဒီလိုဂျင်ညိုပွဲကောင်းမှုကိုမျိုးရအတွင်းတွင်းမှာဂျင်ညိုပွဲကောင်းလာတဲ့နေရာလေးတွေကိုမှန်းစပြီးတော့လွမ်းနေတာဒီဟာလေးကတော့ရွှေနန်းတော့ဒီနေရာလေးကတော့ရွှေမြို့တော့ဒီနေရာလေးကတော့ဈေးရီတော့ဆိုပြီးတော့ရင်စိတ်မှာရည်စူး ပြီးတော့လွမ်းနဲ့အကြောင်းကိုရွှေပြည်ဌာနဝေသောကြောင့်ဆိုပြီးတော့ရင်စိတ်ကူးလေးနဲ့လွမ်းထားတဲ့လွမ်းစရာလေးနဲ့ရေးထားတဲ့အပိုက်ကလေးဖြစ်ပါတယ်။ကဲဒါဆိုရင်ဒုတိယပိုက်ကိုလေ့လာကြည့်ရအောင်။တဲတာတောင်မြေမြကန်းကျေလေအကျေတပြင်ဒုအောက်ခွင်ဝဲရေရှင်ပတ်ဝန်းပျော်ဝဲထွန်းလိုက်တကြုံလောက်ပင်ဝေးမီထင်ခဲ့ စီးသွင်ညိုရစ်မင်းစာမြင့်လဲထစ်ထစ်ထုံးပြီးခြုံအတိနှင်တောကြီးစိတ်ညံစီးကြံကြံဝဲဒူဝမပေါ်မမျောပါရနေကိုတလဲဘဲကရှေ့နောက်ဘဲတောင်မြောက်ဟု တွေးထောက်မမှန်ဖန်ဖန်အံ့ဩကြံနိုင်မောစွာဘဲတော်ဘဲမြိုင်မတိနိုင်ခဲ့မခိုင်းစိတ်ဝမ်းနေတိုင်းလွန်းရှင် ကင်းစန်းတောင်က လေးဥစား၍ နောက်မှလေးရှိအတီနောက်မှလေးရှိအတီတီသည်လေပြီလာကအေးတော့ကြာကဲဒုတိယဘိုက်ကိုလေးလာကြည့်မယ်လို့ဆိုရင်တော့ဒုတိယဘိုက်ကစာဆိုခြင်းရှိနေတဲ့နေရာကိုသူကကြပြားလေးနဲ့ပြောပြထားတာဖြစ်ပါတယ်နော်ဒုတိယပိုက်မှာဆိုလို့ရှိရင်နော်စာဆိုရှင်ဟာကျိလက်ဒေတာရဲ့အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။မြေကန်းကြီးမှာရှိတဲ့တဲတောင်ပေါ်ကနေကြည့်ရင်ဖြင့် မဲစာမြင့်ဟာမြို့တော်ကနေဒီကျုံးလောက်တင်ဝေးမယ်လို့ထင်ကောင်းထင်ရပါတယ်။သဲတောင်မြင့်ကမော့ကြည့်ရင်တိတ်ဆိတ်ငြိမ်သက်နေတဲ့တောရင်းမှာသစ်ပင်ကြီးတွေထူထပ်စွာရှိတဲ့အတွက်ကြောင့်မလို့ဒူးဝင်ကျေကိုတော့မမြင်ရပါဘူး။သစ်ပင်ကြီးများထူထပ်စွာ ပေါက်နေတဲ့အတွက်ကြောင့်နေကိုပင်မမြင်ရဘဲဟာကအရှိဘဲဟာက အနောက်တောင်နဲ့မြောက်ကိုတော့ခွဲမရပါဘူး။ ရောက်ရှိနေတဲ့နေရာဟာတောကြီးခေါင်ကောင်တောကြီးမဲမဲထဲမှာစိတ်မခိုင်ရင်လဲကြရမတက်ရှိရပါတယ်မြို့တော်ကလည်းနေတိုင်းလွန်းလှပါတယ်ကင်းစန်းတောင်ကနေတိုက်ခတ်လာတဲ့လေဟာတစ်တောတွေကို ဖြတ်ပြီးတိုက်ခတ်လာတဲ့အတွက်ကြောင့်မလို့အလွန်တရာမှအေးလာပါတယ်ဆိုပြီးတော့ယင်ဒုတိယပိုက်မှာစာရေးသူနေရတဲ့အခြေအနေကို ရေးဖွဲ့ ပြပေးထားတာဖြစ်ပါလိမ့်ရှင်။ကဲဒါဆိုရင်တတိယပိုက်ကို လေ့လာကြည့်အောင်။ပွဲခါညောင်ရေ သုံးမြဲပေတိယောသေးတတာထုံးစင်လာဖြင့်မဲစာရတ်သူတောင်းစုอยู่သည် ရွှေကူတော်နှင့်ရှူတိုင်းတင်သားမုံမြင့်သည်ခေါင်မဲစာချောင်းကတရောင်လုံးပိုင်းစပြေဆိုင်သောတောင်တိုင်းရှဲ့၍ဝန်းကာဝေ့သည်တောင်ဝေ့ဝေဝေအထွေထွေနှင့် လဲလီရောရာမိုးမပါပဲတန်ဝါဖြောက်ဖြောက်စီးနှင်းပေါက်လဲမိုးလောက်ပြင်းထန်သွန်းချပြန်တော့ယူကန်ထင်ရှားတောင်တော်ပြားကယထာရင်သာနေဆက်ကြလဲရောင်ဝါမထွန်းချမ်းရှာလွန်း၍တန်မွန်းချိန်နေရောက်လွယ်စေဟုစေရီလှဲ့လီတားလျက်မြည်သည်နေကြီးဖြာမှຫນွေသောကြောင့်ဒီတတိယပိုက်ကလေးကိုလေ့လာကြည့်မယ်ဆိုလို့ရှင်ရတော့တတိယပိုက်မှာ ဆာရဲသူရှိနေတဲ့เนาะအရက်ဟာဆိုလို့ရှိရင်တစ်ပင်ကြီးတွေเนาะထူထပ်ထူထပ်တရောင်းလုံးတရောလုံးဖုံးပြီးတော့ထူထပ်နေတဲ့အတွက်ကြောင့်မလို့မြူကိုတွေကအငြင်းရန်ဝိတ်ဆိုင်နေတယ်အဲ့ဒီချိန်မှာမိုးချင်းတဲ့အကြဲကြီးတွေနဲ့မိုးကြီးတွေပြင်းထန်စွာရွာသွန်းချပုံเนาะအဲ့လိုအချိန်တွေမှာနေမင်းဟာလဲချမ်းရှာလွန်းသလားထင်ရလောက်အောင်ပဲ နော်ဖုံးကွယ်နေပုံနေမွန်းတက်ချိန်ကြမှာပဲနေကိုမြင်ရတယ်နော်နေမြင်ရတဲ့အချိန်ကြမှာပဲအနှွေးတက်ရတယ်အဲ့ဒီအချိန်မှာမဲစာရတူတွေဟာကစုံလာပြင်းနေမှာရွှေကူးကြီးဖျားမှာညောင်ရဲသုံးပွဲတော်ကျင့်ပနေနေရှာနေတော့မယ်ဆိုပြီးတော့ရင်မြင်ရောက်မိပါတယ်ဆိုပြီးတော့ရင်တောတွင်းရဲ့အခြေအနေနဲ့မြို့ပေါ်ကကစုံလာပြင်းနေ ညောင်ရဲသုံးပွဲတော်ကျင်းပပုံကိုမျှော်မှန်းမိတယ်ဆိုတဲ့အခြေအနေကိုတွဲဖက်ပြီးတော့နော်နေကြည့်ဖြောင်းမနှွေးသောကြောင့်ပွဲခါညောင်ရဲသုံးမြက်ပေတိအချီပိုက်နဲ့နှွေးကြည့်ဖြောင်းမနှွေးသောကြောင့်ဆိုပြီးတော့ရင်အချပိုက်နဲ့နော်တတိယပိုက်ကို ရေးဖွဲ့ထားတာဖြစ်ပါတယ်ဒါလေးကတော့မဲသာတောင်ချေဆိုတဲ့ကြပြာကြပြာရဲ့ဇကပြေလေးကိုတတ်အပ်တဲ့ နော်ဇက်ကပြေပြန်ပေးထားတာဖြစ်ပါတယ်သေချာလေးကလေးတွေအနေနဲ့တင်ယူလေ့လာနိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်